နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူဂံခေါ်လမ်းပိုင်းကိုအချမ်းမဆက်တကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေတဲ့အတော့ပြည်သူတပေါင်းကျော်ဟာဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရပြီးတော့စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလာဇမ်းပိုင်းကစတင်ပြီးတော့ကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူလမ်းပိုင်းနဲ့ကလေးခံခေါ်လမ်းပိုင်းကိုအကြမ်းမဆစ်တက်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေတဲ့အတွက်ကြောင့်ဒေသခံပြည်သူအများအပြားဟာအရေးပေါ်နေရက်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျာ။ ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်အဲ့ဒီလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ခြေရွာများကပြည်သူတပေါင်းကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရပြီးတပ်ကြီးရွယ်အုံများကိုဝင်ဆောင်မိခင်နဲ့ကလေးတငယ်များအထွတ်အရေးပေါ်စားနပ်ရိက္ခာကျမ်းမာရေးကူညီစောင့်ရှောက်မှု အခြေခံစားတောက်ကုန်စတဲ့အကူအညီများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်စစ်ခွေးတွေကအင်အားအလုံးကြီးတွေကိုစစ်ကြောင်းထိုးနေတာအခုပြေးနေရတဲ့ရွာတွေအကုန်လုံးကကလေးတမှုခံကောလမ်းပိုင်းကရွာတွေကြီးပဲလူရည်ကတပေါင်းကျော်လောက်ရှိပါတယ် ပြည်သူတွေတချို့ကတော့နေဆက်ရဆွေမျိုးတွေစီကိုတိတ်ရှောင်နေကြပေမဲ့အများစုကတော့တောတောင်တွေထဲမှာဒုက္ခရောက်နေပါတယ်စားနေရိတ်ခါတွေအေးပေါ်လိုအပ်နေတယ်လို့ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကောမဒီကတောင်ရှိသူကရှင်းပြထားပါတယ်အေးပေါ်တိတ်ရှောင်နေရတဲ့ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်များကိုအချိန်မီဖြည့်တင်းနိုင်ရန်ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကောမဒီအနေနဲ့အေးပေါ်တုံ့ပြန်ရေးနဲ့ကုညီရေးအဖွဲ့အားဖွဲ့စည်းလိုက်ပြီးတော့နိုင်ငံတကာရောက်ပြည်သူများဒေသရင်းမိဖက်အဖွဲ့အစည်းများပြည်တွင်းပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုများတိုင်းရင်းသားအဖွဲ့အစည်းများနဲ့နိုင်ငံတကာ ဖွဲ့စည်းများအနေနဲ့လက်ရှိကလေးမြို့နယ်အတွင်းမှာရှိတဲ့နေရက်ကိုတင်းရှောင်နေရတဲ့ဒေသခံမိဘပြည်သူများရဲ့အရေးပေါ်လိုအပ်နေတဲ့အခက်အခဲများကိုစောင့်ကြည့်ကာပံပိုးကူညီနိုင်ရန်မြေတားရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ